ညနေခင်းတစ်ခုမှာတော့တောင်ပေါ်ရွာလေးရဲ့ပင်တိုင်မုတ်ဆိုးနှုတ်ဖြစ်တဲ့ကိုအောင်မြင့်နဲ့ကိုဆိုးလင်းတို့ရက်တွေအကြာကြီးခေးဆက်ပြီးတဲ့နောက်လူပြောများတဲ့တောကြီးရဲ့အလဲကိုရောက်လာခဲ့ပါတယ်။ဒီတောကြီးမှာရှိတဲ့လျှို့ဝှက်တဲ့တစုံတစ်ခုက ဝင်လာတဲ့ဘသူကိုမဆိုးသေရင်သေမသေရင်ယူသွားအောင် လုပ်ပစ်တယ်လို့ပြောဆိုကြတယ်ဗျ။သူတို့လိုထက်မြက်တဲ့မုတ်ဆိုးနှစ်ယောက်အတွက်တော့အတိတ်ပဲမရှိတဲ့စကားလိုပဲပြောရမှာပါ။သူတို့ရန်ချီယာတွေကိုကြည့်အောင် ရှုပ်ရက်ခတ်နေရပဲငါတို့အလကားမမြင်ရတာတော့သေးကြတယ်ဟိုကောင်စကားကြောင့်ဒီတော်တဲ့ကိုဘယ်သူမှမဝင်ရဲတော့ဒီကောင်နေတကယ်တုံးတာပဲစဉ်းစားညာအရေးကြီးတယ်ဆိုတော့အဲ့ဒါပြောတာပေါ့ဟုတ်ပါဒီတော်ဘက်ကိုအမဲမလိုက်တာလဲကြားလာပြီနော်အခုမှောင်တော့မှောင်နေပြီအေးငါတို့လေးစင်ဆောက်ဖို့အချိန်မမီရဲနေမယ်တော့ရလဲမှောင်လဲမှောင်နေကွာအာဘာလို့အစ်စောင့်နေမှာလဲဟျောင် ဟိုမှာအဟောင်းတစ်ခုရှိတာပဲနည်းနည်းဟောင်းနေပေမဲ့သုံးလို့တော့ရသေးတယ်အဲ့ဒီအားဆိုငါတို့အေးဆေးလာသမျှအကောင်ပြစ်လို့ရပြီအဆင်ကဟောင်းနေပြီကွာမင်းများပြင်လိုက်ရအောင်တော်ကြညချမ်းမှာအိရာဒုက္ခရောက်နေဦးမှာနှစ်ယောက်သားမင်းများတက်ပြီးပြင်ဆင်ခဲ့ကြပါတယ်အောက်ဖက်မှာတစ်ပေနေနဲ့ခြုံနေနဲ့အများကြီးတွေ့ရပြီးအယိုးတွေလည်းအများကြီးတွေ့ခဲ့ရတယ်ဗျာ ဒီသူရိဇံကောင်တွေကိုဘယ်ကောင်စားသွားလဲမသိဘူးအယိုးတွေတော့အဆုံရှိသေးတယ်အေးကြားဆိုအယိုးမချန်ထားလောက်ဘူးကြိုက်ရလဲရှိလောက်တယ်ကြည့်ရတာမွေအကြီးကမျိုးသွားပုံရတယ်ကွာမွေဆိုရင်လည်းတော်တော်ကြီးပုံရတယ်သူစားထားတဲ့အကောင်တွေကအကုန်အကြီးကြီးပဲငါတို့အမဲမလိုက်တာကြားလာပြီဒီလောက်အကောင်ကြီးတဲ့ဒေါကောင်တွေကိုစားနိုင်တဲ့မွေမတွေ့ဘူးသူအေးထားလိုက်ပါငါတို့တွေနဲ့မတွေ့တော့ပါဘူး ညအချိန်ရောက်တဲ့အခါမှာတော့တောကောင်တွေအစာရှာထွက်လာကြပါတယ်။ကိုအောင်မင်းတို့လည်းတနက်ကိုင်းကပြစ်ဖို့အသည့်ပြင်းထားကြတယ်ဗျ။အဲအချိန်တောကထူးထူးဆန်းဆန်းတိတ်ဆိတ်သွားခဲ့ပါတယ်။တောကဘာလို့ဒီလောက်တိတ်ဆိတ်နေရလဲမထူးဆန်းတော့ဘူး။ဒီနားမှာတောကောင်တကောင်အမဲလိုက်နေလို့ဒရိတ်ဆန်နေရှောင်းကုန်တာနေမှာပေါ့။ရှောင်းမတွေ့စားမှနဲ့။ဒါပေမဲ့ရုတ်တရက်တောကြီးကပူလာပြီးချွေးတွေပါထွက်လာခဲ့ပါတယ်။ အဲဒီအချိန်သူတို့နောက်ကနေတောဝက်တကောင်ကျောက်လက်တကြားထွက်ပြေးလာခဲ့သည်ဗျာသူတို့တနက်နဲ့ပြစ်ဖို့ကြံရွယ်နေစီမှာပဲအစိမ်းအောင်မွေကြီးတကောင်ထွက်လာပြီးဝက်ကိုကိုက်ပြစ်လိုက်ပါတယ်ပြီးတာနဲ့ဝက်ကိုအကောင်လိုက်မျိုးချပြီးထွက်သွားခဲ့သည်ဗျာဘယ်သားကောင်မှအပြစ်မထွက်ရတာဒီမွေဘလူးကြီးကြောင့်နေမယ်ဒါကြောင့်တောဝက်ဒီလောက်တိတ်ဆိတ်နေတာဟုတ်အေးဆယ်မီတာလောက်ရှိတယ်ငါအိမ်နောက်ကငါပြောပြီးအတိုင်းပဲဒီလောက်ကြီးတဲ့မွေရှိနေမှမထင်ထားဘူး တို့တွေဂယုဘိုးဆိုင်မှာရမယ်ဒီဘက်ကမူရီကကြောက်စရာကောင်းလိုက်တာအမလေးတော်ထဲမှာငါတို့မတွေ့ရသေးတဲ့အကောင်တွေရှိသေးတယ်ကွာပြီးတော့ဒီလိုမွေမျိုးကတကောင်နဲ့ဖြစ်နိုင်ပါမလားမင်းဘယ်လိုထင်လဲငါလည်းမသိဘူးလေဒါပေမဲ့ဒီမွေကြောင့်အကုန်သိကုန်တော့ပြီငါတို့ဘာမှမရတော့ဘူးအိပ်ပဲအကြောင်ကွာနော် မနက်မိုးလင်းကနေတော့အပင်အောက်မှာအစာစားနေတဲ့တောကောင်ကြီးရဲ့အတန်းကြောင့်ကိုအောင်မြင့်တို့လန့်နိုးလာကြပြီးတနတ်နဲ့ဂျိုင်းသူပြစ်ခတ်ခဲ့ကြပါတယ်ကိုအောင်မြင့်ရဲ့ခြေစမ်းနဲ့ထိသွားပြီးစက်ကြီးလဲကျသွားကခဏနေတော့တော်တယ်ထပြေးသွားခဲ့တယ်ဗျဒေသာပြေးသွားပြီဘလို့ဖြစ်လို့ထပြေးနေတာလဲတနတ်ထိသွားတာသိကြတော့သိရမှာလေဟေးအောင်ပူညာပူညာလုံးမနေနဲ့ ဒီလောက်ထိတာအဝေးကြီးမပြေးနိုင်ပါဘူးမနမိုးလေးမှာဒိုးတွေလိုက်သွားကြတာပေါ့မနမိုးလင်းလို့မိုးဆိုးနှစ်ယောက်လိုက်သွားကြတော့မြေပေါ်ကသွေးဆက်တွေကိုတွေးလိုက်ရပါတယ်ဒီဇန်ကွာဒီဆက်ကတော့တို့လိုက်လာတာနှစ်နာရီလောက်ရှိနေပြီအရေးအယောင်တော့မတွေ့ရသေးဘူးသွေးကုန်တဲ့အထိပြေးနေရလား ဓမ္မမို့ဇွန်ဘီလားအော်ဘာလျှောက်ပြောနေရလဲရှောင်းဆက်သွားအောင်ကိုစိုးလွင်ကနှစ်နာရီကြာအောင်လိုက်ပြီးတာတော့ဆက်ရဲ့အရေးအကြောင်းကိုမတွေ့ရလို့ပွားစီပွားစီပြောနေခြင်းနဲ့နောက်ဆုံးတော့ဂွေကြီးတစ်ခုစီရောက်လာခဲ့ပါတယ်ဘာဆက်လုပ်ကြမလဲငါတို့ဆက်လိုက်မလားအေးဆက်လိုက်တာပေါ့ငါတို့ဒီလောက်တောင်းလာပြီးနေပြီ ကိုရက်ဝင်းတည်နေရလဲဖြစ်နိုင်တာပဲဒါပေမဲ့ဒီဂူကြီးကိုကြည့်ရတာတမျိုးကြီးပဲမဝင်ချင်ရအောင်ရောငါစိတ်ထဲမကောင်းဘာတွေကြောက်နေရလဲငါတို့ကမုတ်ဆိုးတွေလေကိုရက်ကစက်ကိုယူပြီးတာနဲ့ပြတ်ထွက်လာရုံပဲတခုဆိုရင်လဲတနတ်နဲ့ကိုပြစ်ပြီးတော့ရအောင်ပြတ်ထွက်လာမယ်လောလောလောမြင်မြန်သွားကြမယ်ဘာတွေကြောက်နေရလဲမသိဘူးကိုစိုးလင်းကဥဆောင်ဝင်းသွားတော့ကိုအောင်မြင့်လည်းလိုက်သွားရတော့တာပေါ့ဗျာ ဂူကြီးထဲမှာအနံ့ဆိုးတွေပြည့်နေပြီးအက်ကွဲနေတယ်ဂူအမိုးကြားကအလင်းရောင်အချို့ဝင်နေခဲ့ပါတယ်ထိုးထွက်နေတဲ့ကြောက်ဆောင်ကြီးတွေကိုမနဲ့ရှောင်းဝင်သွားခဲ့ကြတယ်ဗျပြီးနောက်ရှိုးဝင်မောက်တစ်ခုကိုတွေ့ရပြီးလူတစ်ယောက်စာပဲဝင်လို့ရတာကြောင့်ကိုစိုးလင်ကအရင်ဝင်သွားခဲ့ပါတယ်ခဏနေတော့နောက်ကဝင်လာတဲ့ကိုအောင်မြင့်ကိုစိုးလင်အော်တန်ကိုကြားလိုက်ရတယ်ဗျငါတို့ချမ်းသာပြီအောင်မြင့်ချမ်းသာပြီကွာ ကိုထဲမှာတန်မိုးရှိတဲ့ကြောက်မြက်လေးကြီးပဲငါတို့ချမ်းသာပြီကွာတကယ်လားမင်းရှောက်ပြောနေတာမဟုတ်မလားသိလိုက်ပါလားငါအတီပြောနေတာကွာငါတို့ချမ်းသာပြီမယုံနိုင်စရာပဲအထက်မှာယတနာတွေတကယ်ရှိရပဲအဲ့တော့ကိုစိုးလို့ရင်အော်တန်ထထွက်လာပြီဒီတခါတော့ကြောက်လန့်ပြီးအော်တဲ့အတန်ဖြစ်နေခဲ့ပြီဗျာ အထက်မှာမွေးရှိတယ်ကွာရောင်ငါတို့ပြစ်ထားတဲ့စက်ကိုစားနေတယ်အကောင်ကြီးပဲဘမလေးကွာအနောက်မှာဒါပေမဲ့ဒါပေမဲ့မွေးကမွေးပိတ်တာဖြစ်သွားပြီမွေးတဝက်လူတဝက်ပိတ်တာကွာဒီဘက်လာနေပြီပြပြပြတော့အောင်မြင့်ငါ့ကိုဆောင်းအောင် ကိုဆိုးလွင်ကိုအောင်မင်းရဲ့ကြောင်းလန်တကြောင်အော်တန်ကိုကြားလိုက်ရပြီအတန်အကျဲကြီးတစ်ခုကြားလိုက်ရတာကြောင့်မမြင်ရပေမဲ့လည်းတခုခုဖြစ်နေပြီဆိုတာသိလိုက်ရပါတယ်ခဏနေတော့ကိုအောင်မင်းရဲ့နာကျင်စွာအော်တန်ကပိုကျဲလောင်လာခဲ့တာကြောင့်ကိုဆိုးလွင်လန့်သွားခဲ့တယ်ဗျသူလည်းအဲ့ဒီအတန်တိတ်သွားတဲ့အထိကြောင်းပြီးနားထောင်နေမိပါတော့တယ် ကိုအောင်မြင့်အတွက်စိုးရိမ်ပေမဲ့လည်းအသက်မရှင်နိုင်တော့တာတေးကြပြီးအထက်ကလည်းအန်ရဲ့အရက်များလုံးတာကြောင့်လာလန့်အတိုင်းပဲအမြန်ကူတဲကပြေးထွက်လာခဲ့တယ်ဗျာရွာကိုပြန်ရောက်ပြီးတဲ့နောက်ရက်အတော်ကြာဖြားသွားခဲ့ပါတယ်ပြန်ကောင်းလာတော့လည်းတတိလွတ်သွားကမွေတဝက်လူတဝက် မိစားဆိုတာပဲပြောနေပြီးကိုအောင်မြင့်ကသူ့ဘာအတူနေဖို့လာခေါ်နေကြောင်းပြောနေတော်တယ်ဗျာ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်လူတွေကကိုဆိုးလင်ပြောတာကိုစိတ်ထဲမှတ်ထားတော့အဖျားကြောင့်တတိလွတ်သွားပြီးရှောက်ပြောတယ်လို့ပဲတတ်မှတ်လိုက်ပါတယ်။အဲအချိန်မှစပြီးမဆိုးကိုဆိုးလင်ရဲ့တခါတလေပုံမှန်မဟုတ်တခါတလေဘာကိုကြောက်နေမှမသိကြောက်လန့်တကြီးဖြစ်နေတဲ့ပုံကိုစိတ်မကောင်းစွာတွေးရတိုးတည်ပြ။မဆိုးကိုအောင်မြင့်ရဲ့ပျောက်ဆုံးမှုကလည်းအဖြေရှာမရဆဲဖြစ်နေပြီ။တည်တဲ့သူတယောက်ထဲသောသူကလည်းအယူဖြစ်သွားပြီဖြစ်ပါတယ်။ CKU မှာဖုန်းဖြင့်ရေးဆွဲနိုင်မဲ့ 2D animation cartoon သင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ Software Twinny animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie တွေကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ။ Social media မှာ animation story ဖန်တီးပြီးတော့ဝင်ဝင်ရှာလိုတဲ့သူတွေ၊ cartoon နီးပညာနဲ့မိမိရဲ့စကူးရင်ကပါကိုဖန်တီးလိုသူတွေ၊ဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ ် CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်တစားဖန်တီးခြင်းသူများအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကြတဲ့အောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ CKO team မှ 2D animation manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်။သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် YoYo class 2သိန်းချက် Master class 3သိန်းချက်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ တင်းနန်းသားအကန့်အသတ်ရှိသလိုတင်းနန်းကြီးကလည်းဖေဖော်ဝါရီလကုန်တာနဲ့ပြောင်းလဲသွားမှာဖြစ်လို့အခုအပ်ချင်အခုပဲအဲ့လိုရပါပြီခင်ဗျ